မင်္ဂလာပါရှင် ရှမ်းရီကိုမီဒီယာကကြိုဆိုပါရစေမိုင်းခန်တိုင်းဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ဆင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ရှိပိုင်းတိုင်းတုံခရိုင်မိုင်းခန်မြို့နယ်တွင် ြို့ပေါ်ကျေးရွာနဲ့ဝေလံတော့တောင်ပေါ်ကျေးရွာများ၌နေမည်ဆိုမို့ရင်အုတ်ချုပ်ရေးလုံခြုံရေးနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်စင်ဆောင်ရွက်လျက်ရှိရာမြို့နယ်စင်ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းစီ၅ကြောင်းဖွဲ့သည့်ရင်းနှီးနှစ်နှစ်ဆယ်နာရီအချိန်ကမိုင်းငင်းကျေးရွာအုပ်စုဝမ်လုံကျေးရွာဖုံးတော်ကြီးကျောင်း၌ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်တွေ့ဆုံပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းလန်းနှင့်မြို့နယ်စင်ဌာနဆိုင်ရာများပါ ါဝင်သောစစ်ကြောင်းချင်းအကြောင်းတို့ကဒေသခံတိုင်းရင်းသားပြည်သူများနဲ့တွေ့ဆုံ၍ကြီးရွာနေပြည်သူများအားလုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆွေးနွေးပြောကြားရာတွင်လူကုန်မှုအနေနဲ့အကြောင်းနဲ့မှုခင်ပိုင်းဆိုင်ရာများမူရစေဝါရောင်းဝယ်30ကျင်းဤဖြစ်မှုပြစ်ဒဏ်နဲ့စိုးကြိုးများ ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းလေယာဉ်မြေလုတ်ပိုင်းခွင့်ပြုလက်မှတ်ပုံစံခွန်အကြောင်း စဘာပြောင်းများပူကြပါကဆောင်ရွက်တည်နေမူလန်များစားသုံးစီဖူလုံးစီနေကြဆိုင်ပြူကြရနေဘင်းစားထိုးသည့်နံများဆိုင်ပြူရေတတရာမာမန်ခွဲခြားနိုင်တောင်ရခုထင်ရတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များဥရီများအကြောင်းနဲ့ကြီးလက်မီလင်းရွာလေယာကုံထုတ်လန်များအကြောင်း ဖွင့်လှစ်ရသည်တွင်မိဘအန်ရဲ့ရှောင်းရန်ဆောင်ရန်အချက်များကိုမြန်မာဘာသာ ရှမ်းတိုင်းရင်းသားဘာသာတို့ဖြင့်အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြပါသည်။အဲဒီနောက်တက်ရောက်လာကြသောဝန်လုံးကြီးရွာမှတိုင်းရင်းသားပြည်သူများကကြေးရွာဖင်ဖို့တူတက်ရေးအတွက်လိုအပ်ချက်များတင်ပြဆွေးနွေးရာသက်ဆိုင်ရာကဏ္ဍများအလိုက်ဌာနဆိုင်ရာတာဝန်ရှိသူများမှပြန်လည်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ရှင်။